ပဒေအရာရှိတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေဟာဥပဒေကိုလိုသလိုအသုံးချနေတာကြောင့်ပြည်သူတွေနစ်နာနေကြောင်းလွှတ်တော်ကိုယ်စားလှယ်များကအေယာဝတီတိုင်းဒေသကြီးလွှတ်တော်မှာဝေဖန်ခဲ့ကြပါတယ်ဒီသတင်းကိုတော့တော်စင်မျိုးကပေးပို့ထားပါတယ်ရှင်အိမ်မဲမြို့နယ်အမှတ်၄တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြီးထွန်းရဲ့အဆိုနဲ့ပတ်သက်ပြီးဒီဇင်ဘာ9ရက်နေ့မှာကျင်းပခဲ့တဲ့ AR တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာလွှတ်တော်ကိုယ်စားလှယ်တွေကဥပဒေရရှိတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေဥပဒေကိုလိုသလိုအသုံးချနေတာကြောင့် ပြည်သူတွေများစွာနေနိုင်နေကြောင်းဝေဖန်ဆွေးနွေးခဲ့ကြတာပါရဲရဲစံနှံစစ်ဆေးမှုအားနဲ့လို့မတရားမှုဖွင့်ခံရခြင်းဥပဒေနဲ့အကြံတော်ကောင်းရမှာလဲရဲရဲစစ်ဆေးတွေ့ရှိချက်ထည့်သွင်းမှုအားနဲ့လို့ချို့သောဥပဒေအကြံပေးများကလည်းအလွယ်တကူအကြံတော်ပြည့်ပြုလို့ပုံမှန်တတ်စေတဲ့အတွက်ကြောင့်မတရားဆွဆွဲခံရသူတွေအနေနဲ့အာမခံမရနိုင်တဲ့ပုံမှန်တွေတက်လိုက်လေဆိုရင်အာမခံမရလို့ချုပ်ဖြစ်နေရတဲ့ဒုက္ခအားလည်းအကျဉ်းချခံရတာနဲ့အခြားများစွာလည်းလာပါတယ် ဥပဒေကိုလိုလိုအသုံးချနေသူတွေကိုအပြစ်ပေးဖို့လိုပြီလို့လဲကိုယ်စားလှယ်သူကဆွေးနွေးသွားပါတယ်။ရတဲ့ဘွန်းနဲ့ဥပဒေရုံးများပြီးပြည်သူတို့ဤအားကားရာဌာနအဖွဲ့အစည်းများဖြစ်ဖို့လိုပါတယ်။သို့တော့အချို့တာဝန်သိစိတ်ရော်နေသောဝန်ထမ်းများကြောင့်အချို့ဖြစ်စဉ်များတွင်ပြင်ဖို့ကျွလို့သည်ကျွလို့လားထိုက်တယ်တော့ပြစ်တယ်မရရှိသူကိုတွေ့ရှိနေရပါတယ်။အခုလိုပြောင်းလဲလာတဲ့ကာလမှာရဲလုပ်ငန်းစဉ်တွေမြန်ဆန်တက်လက်ဖို့နဲ့ ဥပဒေကိုပြည်သူတွေယုံကြည်အားထားဖို့ဆောင်ရွက်ရမှာဖြစ်တယ်လို့ကျောင်းကုန်းမြို့နယ်အမှတ်တတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ကဆွေးနွေးသွားပါတယ်။ပြည်သူရဲ့ဥပဒေယုံကြည်အားတရားယုံကြည်အားလက်ရဆောင်ရွက်ရှိနေပုံများဖြစ်ပါတယ်။ကျွန်တော်တို့ပြည်သူများတွေကတော့စူပါဝါကြီးများဝင်းဝင်းဝဲထက်လက်ပြီးဆောင်ရွက်ပေးနိုင်ရေးပမာဏကဆွေးနွေးချက်ချလိုက်ရေးအားဖြင့်အရှင်ကြီးတွေဝင်းဝင်းချင်းဘယ်လိုလုပ်ရလဲဆိုတဲ့ဒီလိုပုံမျိုးကိုတည်ကြောက်ချင်း ပညာဝိညာဆောင်ရွက်ပေးတယ်ပါရဲ့ရေးပိုင်မှုတွေမှာရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ဥပဒေရုံးတွေမှာဥပဒေအကြံတောင်းရယူပြီးတရားရုံးတွေမှာတရားဆက်ဆိုရတာဖြစ်ပါတယ်။ရဲတပ်ဖွဲ့ဝင်တွေရဲ့စစ်ဆေးမှုမမှန်ကန်တာနဲ့ဥပဒေအရာရှိတွေရဲ့လိုဒလိုဥပဒေအကြံပေးတာကြောင့်အာမခံရတဲ့မှာလျှက်မရတာအမှုကြီးအေးဖို့ငွေကြေးအမြောက်များကုန်ကျတာတွေကြောင့်ပြည်သူတွေနစ်နာနေရတယ်လို့လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။ကျွန်တော်တော်စင်မျိုးပါခင်ဗျာ။